ရပိုင်ကစပြီးတော့အရခတ်တက်တို့အေးထိန်းချုပ်ထားတဲ့ဒေသတွေမှာအမျိုးသားကောက်ွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်စီမံကိန်းတရက်ကို UNA ကရှာမှတ်လိုက်ပြီးမေလ22ရက်နေ့မှာကျင်းပလိုက်ပါတယ်။အဲ့ဒီစီမံကိန်းမှာ အေအေထိန်ရှုံနေမြေထေးမှာစင်မုံထန်းဖို့အကျုံးဝင်တဲ့ဒေသခံတွေဟာအကြောင်းပြချက်မခိုင်လုံပဲပြည်ပထွက်ခွာခွင့်မပြုလို့ဆိုထားပါဗျ။အဲ့ဒီပြထန်းချက်ကို2025ခုနှစ်မက်လ18ရက်နေ့မှာပြထန်းလိုက်ပြီးနောက်ပြည်သူတွေဘေးကင်းလုံခြုံစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တာမြင့်လစ်တာလို့ဆိုထားပါဗျ။အာရကပြည်သူ့ကျန်းမာရေးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်ရိုးကရှိတဲ့လူနာတွေအသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကလွေပြီး အမျိုးသမီးဆိုရင်အသက်18နှစ်ကနေအသက်25နှစ်အထိနဲ့အမျိုးသားဆိုရင်တော့အသက်18နှစ်ကနေ45နှစ်အရွယ်တွေကိုတားမြစ်လိုက်တာပါဒါအပြင်ကုန်းလန်းရေလန်းကနေရခိုင်ပြည်ပြင်ပကိုထွက်ခွာဖို့ကူညီပေးနေတဲ့လူပွေးစားတွေကိုလည်းထိရောက်စွာအရေးယူမယ်လို့ဆိုထားပါတယ်ဒီပြဋ္ဌာန်းချက်ဟာရခိုင်အမျိုးသားရေးနဲ့လူသားအရင်းအမြစ်ဆုံးရှုံးမှုအတွေ့ကောင်းမွန်တဲ့လုပ်ရဖြစ်ပေမဲ့ လူငယ်တွေရဲ့ပညာရေးနဲ့လူမှုရေးစတဲ့အပိုင်းတွေမှာတော့မျှတမှုမရှိဘူးလို့ရခိုင်လူငယ်တဦးကပြောပါတယ်ဆိုတော့အခုကဒီရခိုင်ပြည်တွင်းမှာစီကူတက်လည်းမရတဲ့လူနာတွေလောက်ပြီးအပြည်ပကိုထွက်ရမယ်ဆိုတော့ဒါကတော့နေနေပြည်သူတွေဘက်ကကြည့်ရင်တော့ဟိုမမြတ်တတ်ဘူးလို့ပြောလို့ရတာပေါ့နော်ဒီတစ်ဖက်မှာလေဒီအမျိုးသားရေးဆိုင်ရာဘက်ကကြည့်ရင်တော့ဒါကမြတ်တတ်တယ်ပေါ့နော်အခုက အခုရှင်တွေကရခိုင်တမျိုးသားလုံးအတွက်ဒီအရေးကြီးဆုံးရှင်နောက်ဆုံးရှင်ကိုရောက်နေတဲ့ရှင်မှာတောင်းပါဘောနော်ဒီအမျိုးသားရေးအတွက် ဘာမှမကူကူပေးရှင်နဲ့စိတ်မရှိဘူး။အော်ကူပေးကူလေးမကူပေးကြဘူးဆိုတော့တခါတည်းကြတော့လေကိုသိစိတ်နဲ့နဲ့ကိုလုံးမဲ့သူတွေကကြတော့အကုန်လုံးကဒီမျိုးသားကြီးလောကထဲရောက်တော့ပြီပေါ့နော်။ကျန်တဲ့သူတွေကြတော့နိုင်ငံရေးမှာလေပါဝင်ပတ်သက်ရှင်စိတ်မရှိဘူးပေါ့နော်။အဲတကူကောင်းဆန်တဲ့သူတွေအတွက်လေဒီလိုဥပဒေမျိုးကလိုအပ်တယ်ပေါ့နော်။ဒီ ULA အနေနဲ့ပေါ့နော်ဒီပြည်သူတွေနဲ့ဆက်ဆံတဲ့အခါမှာတော်တော်လေးကိုတည်ထားပြီးတော့ပြောရဆိုရမယ်ဒီအာပြည်သူကိုအရန်ကြက်တိအောင်လုပ်လုပ်လို့လည်းမရဘူးပေါ့နော် အတားမြစ်လိုက်တာဟာအာရခဒေတာရဲ့မျိုးသိမ်းတိုက်ပွဲအတွင်းစစ်ကောက်စီကထောက်ထားတဲ့စွန့်လွတ်မိုင်းတွေကိုမနှင်းမဖို့စစ်ကောက်စီထိန်ချုပ်မျိုးတွေစီရောက်သွားပြီးစစ်မုံထဲစူးစောင်းရေးမခံရစေဖို့နဲ့လူမောက်ခိုဂိုက်တွေကြားဖြန့်ဂိုက်တွေရဲ့လက်ထဲကိုမရောက်ရှိစေဖို့ရည်ရွယ်ထားတာလို့ UNL ကဆိုထားပါဗျ။တစ်ဆက်တည်းမှာပဲအခြေခံစားတောက်ကုန်ရောင်းဝယ်ကုန်တွေနွားကုန်တွေအနေနဲ့လဲလူပိုတေဆောက်တာ အခကျင်းငွေယူပြီးတော့အသေးယူပို့ဆောင်ပေးပါကတေးဆေးဥပဒေနဲ့အညီအရေးယူသွားမယ်လို့ဖော်ပြထားပါတယ်။အခုလောအာရကပြည်သူအစိုးရရဲ့အရေးပေါ်ပြဋ္ဌာန်းချက်နဲ့ပတ်သက်လို့ပြည်သူတွေကြားမှာတော့အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေလည်းရှိနေတာပါ။ဒီအခြေအနေနဲ့ပတ်သက်လို့ရခိုင်လူမှုအဖွဲ့အစည်းကအမျိုးသမီးတအုပ်ပြောပြတာကတော့ သူတို့များသောအားဖြင့်ပြပထွက်ခေါ်တဲ့လူလူငယ်တွေကကြတော့လေဒီစာဝဲနေရတဲ့အတွက်သူတို့ဘဝရှိရတဲ့ရုံကန်ဖို့အတွက်သူတို့ထွက်သွားတဲ့လူတွေများရပေါ့လေသူတို့များများတော့ဆိုတော့ဒီဘက်မှာကြံနေရတဲ့လူကဒီအလောက်အတက်တရရှိတဲ့လူတွေအပြီးတော့နေနေခိုက်ခန်းတဲ့လူတွေပဲကြံရရလိမ့်ကျအဲ့လိုမျိုးလုံလိုက်တဲ့အတွက်ဒီဒီဘက်ကဒီခိုက်ဘက်ကဒီအာဒီအခြေခံလူတန်းစားတွေပေါ့လေအဲ့လူတန်းစားတွေအတွက်နဲ့ပို့ပြီးတော့မှအကျဲတေးတွေဖြစ်လာနိုင်တယ်ပေါ့လေအဲ့ဒီအပေါ်မှာဒီဒီအစိုးရတည်းအနေနဲ့ဟောပါလေလုပ်ပေးဖို့ရှိတယ်ပေါ့အဲ့လိုမျိုးလေး အာသူတို့အနေနဲ့ထိတွေ့ပြီးတော့စဉ်းစားတင်နေလို့တော့မြင်ပေါ့လေဟုတ်ဒါအပြင်စစ်ကောက်စီရဲ့ထိန်းချုပ်ရနေရာတွေမှာစစ်ကောက်စီကဖမ်းဆီးငွေညှစ်တာ ပြန်ပေးဆွေးဖမ်းဆီးထိန်းသိမ်းတာပုံမှန်အမျိုးမျိုးတက်ပြီးတော့မတရားသဖြင့်ထောင်ချတာလူသက်အလောက်ဖြောက်တဲ့ NDA ကကင်းလွတ်စေဖို့အတွက်အခုလိုတားမြစ်ရတာလို့ UNAA ရဲ့ထုတ်ပြန်ချက်ကဆိုထားပါဗျ။ ရခိုင်ကနေမြင်အများစုကိုတင်ပိတ်ထိန်းချုပ်ထားတဲ့အရခတ်တက်တို့ဟာသူတို့ထိန်းချုပ်ရဒေသကအွေရောက်သူတိုင်းအခြေခံစစ်တင်နဲ့တည်ရမယ့်စစ်မုံထန်ဥပဒေကိုပြဋ္ဌာန်းထားပါတယ်။အဲ့ဒီဥပဒေမှာအမျိုးသမီးဆိုရင်အသက်16နှစ်ကနေ35နှစ်အမျိုးသားဆိုရင်တော့အသက်16နှစ်ကနေအသက်45နှစ်အထိအကျုံးဝင်ပြီးစစ်မုံထန်းကာလမှာနှစ်နှစ်ကျော်ဖြစ်တယ်လို့သိရပါတယ်ရှင်။ Mm-hmm. 재미edig...